မင်္ဂလာပါအဲဒီဗီဒီယိုကတော့ကျွန်တော်တို့မန်လေးတိုင်းဒေသကြီးအဲကြောက်ပြောင်းမြို့နယ်ပုတ်ပားမြို့မှာရှိတဲ့ပုတ်ပားတောင်မကြီးကိုတက်ခဲ့တဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ဒါကျွန်တော်တို့တောင်ပေါ်တက်လာလိုက်တာ10နာရီနဲ့15မိနစ်ပေါ့နော်ကြည့်တော့ကြည့်တော့

ကျွန်တော်တို့ဟိုဘားတောင်ပေါ်ကိုစပြီးတော့တက်တော့မှာဖြစ်ပါတယ်အခုအဲတောင်မာကြီးပေါ်ပေါ့နော်စပြီးတော့တက်မှာရောက်ပြီကျေးဇူးတင် ီမှာအာပုတ်ပါမှာမြောက်တွေအများများတယ်ဒီတော်ထဲမှာဆိုလို့ရှိရင်မြောင်မိရှိလို့မျိုးပုံစံလေးလည်းရှိတယ်လို့အဲကျွန်တော်သိရတယ်ဗောနော်ခုနကတော့မြောက်ကိုတော့ကျွန်တော်မြင်လိုက်တယ်ကင်မရာလေးတော့ပါမသွားဘူးကျွန်တော်စက်တင်ရမယ်နေ။ ပြီးတော့ပုပ်ပါရဲ့သမိုင်းကြောင်းနေပြီးတော့ပုပ်ပါပုပ်ပါကဒီအညာဒေတာရဲ့ OAC လည်းဖြစ်တယ်ဆိုအဲ့ဒီမှာအဲ့ဒီမှာကျွန်တော်တို့တက်ချင်တာဗောနော်ဆိုဒီတောင်မာယူမနေ့ကတော့တန်း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 တက်ချင်တာခေကာလအနေထားရတော့လကောင်းကျွန်တော်တို့အချိန်ပေးနိုင်မှုရတော့လကောင်းအကန့်တက်ကရှိအဲ့ဒါမလို့ ကျွန်တော်ဒါအဖြစ်ဖြစ်ပဲဒီဖြစ်နေမှန်မှန်လေးပဲဒါကျွန်တော်တို့ဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ပြီး3000ကျော်လာပြီပေါ့နော်ပုပ်ပားရဲ့ပုပ်ပားရဲ့အမြင်အရကျတော့ပြင်လဲမျက်လဲပြရတော့မယ်ဆိုလို့ရှိရင်အလုံးပေါင်း4800ကျော်တယ်ပေါ့နော် အဲ့ဒါဆိုတော့ဒါကျွန်တော်တို့ရောက်ဖို့ကတိုက်ပြီးတော့မလိုတော့စင်အားဖြင့်ဆိုလို့ရှိရင်အခုမှစင်တာထိုးဖို့9မိနစ်ပဲလိုသေးတယ်။အဲကျွန်တော်တို့တက်လာတဲ့အချိန်ကအလုံးပေါင်းတွက်ကြည့်လိုက်မယ်ဆိုမိနစ်90ပေါ့။မိနစ်90ဝန်းကျင်ပဲရှိသေးတယ်။အခုကျွန်တော်ဆက်ပြီးတော့သွားနေရပါတော့။တခြားအဖွဲ့တွေကလည်းအရှိမှလည်းရှိတယ်။ကျွန်တော်အနောက်မှလည်းရှိတယ်။ဟိုးနောက်မှလည်းရှိတယ်။ဒါတို့ဖြည်းဖြည်းချင်းပဲ။ တောင်တက်တယ်ဆိုတော့ရေရေချင်းပဲအလိုမျိုးဖိဖိနဲ့မမှန်လေးတက်တာပို့ပြီးတော့ကောင်းတယ်ကျွန်တော်ကကြတော့ဒီဒီဂျိုက်ကူမှုလေးနည်းနည်းလွတ်ချင်တာမို့လို့ဒါနည်းနည်းလေးသူတို့ကြော်လိုက်တာပေါ့နော်အဲကြောင့်မို့ တောင်ကတော့တက်မယ်ဆိုလို့ရှိရင်တော့အေးဝအောင်အဲ့ဒါပို့ပြီးတော့ကောင်းလာကျွန်တော်ကအလားတုံးကကားပေါ်မှာနှစ်နာရီခွဲလောက်ပဲကျွန်တော်အိတ်လိုက်ရအိတ်ပြီးတော့အဲ့နောက်ပိုင်းတဲ့ရကျွန်တော်နိုးသွားတာနဲ့နှစ်နာရီခွဲလောက်၃နာရီခွဲလောက်ကနေပြီးတော့အိတ်လိုက်တာအဲကျွန်တော်6နာရီလောက်မှပဲကျွန်တော်ကားပေါ်မှာနိုးတယ်နိုးပြီးပြီးချင်းကျွန်တော်မနေ့စာစာစားပြီးသွားပြီဆိုတာနဲ့ အဲကျွန်တော်တောင်ပေါ်ဆက်ပြီးတော့တက်လာပါတော့နော်တော့ဒါတော့ဆက်သွားမယ်လဲဆက်သွားမယ်လဲဆက်ပြီးရမှာလားမောင်းနေပြီလား ဒါကျွန်တော်တို့တောင်ပေါ်တက်လာလိုက်တာ10နာရီနဲ့15မိနစ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့တက်တဲ့အချိန်က10နာရီနဲ့10မိနစ်ရှိပါတယ်ဆိုအရှိမတော့ဆက်ပြီးတော့သွားနေကြတော့မယ်စိတ်တော်မလို့တော့ရောက်တော့မယ်ဒါလမ်းတဝက်ဆိုတာထပ်တော့မှာပဲကြော်လာပြီပေါ့နော်ဒါကျွန်တော်ဆက်ပြီးတော့သွားနေမှာဖြစ်ပါတယ်ဒီကေဘိုင် ทีน่ะตลอดเล่นน่ะไม้ดิไม่ต้องเอ่อคีย์ตัววิดีโอนี้จีเห็นเนี่ยเอ่อจนเอาชานเนลนี้ก็เลยเอ่อไลค์แชร์แอนด์ซับสไครบ์ลงไปเก็บด้วยเลยมิตรยักกันมาเลยครับเนี่ย慢慢记吧，喏。 အဲကျွန်တော်တို့တက်ရမယ့်တောင်ဖြစ်ပါတယ်။အိုးမှာတောင်မှာရက်။သွားရင်းနဲ့ရိုက်ရတာဖြစ်တဲ့အတွက်လေလိုအပ်တာများရှိခဲ့မယ်ဆိုလို့ရှိရင်နားလည်ပေးဖို့အတွက်မိတ္တရက်ခံပါတယ်။ Gimbal ကဒီမဲလေးရိုက်ဖို့အစောပိုင်းရအောင်။ဒါပေမဲ့ Gimbal ကကျွန်တော်ကျွန်တော်ခီးထွက်လာခန်းဒီကြမှာအာဟိုဟာတွေ့တာပေါ့နော်။ပါလာတာပေါ့နော်။အားကြောင့်မလို့ အဲ့ဒါကြောင့်မလို့ကင်ပင်ကင်ပင်နဲ့မတုံးပြစ်လိုက်ဘူးပေါ့နော်အခုကတော့ဒါလက်နဲ့ပဲဒါလက်တန်းဒါကြောင့်ရိုက်နေရဖြစ်ပါတယ်ဆိုတော့လိုအပ်တာများရှိခဲ့မယ်ဆိုလို့ရှိရင်နားလည်ပေးဖို့အတွက်မေတ္တာရက်ခံပါတယ်ဟုတ်လေးတယ်လေးတယ်လေးတယ်မိုက်တယ် အာလုံးဝအလွင့်ကြီးဗျာအာချစ်သေးရောချစ်သေးရောအဲ့ကျွန်တော်တို့ဒါကျွန်တော်တို့ကနောက်ဆုံးပဲကိုမဆက်ပြီးတော့တက်နေတော့ဓာတ်ပုံရိုက်နေနေ ဓာတ်ပုံရိုက်နေတဲ့ AC ဟိုမှာဖြစ်မှာဆိုတော့ AC စီးမှာလိုက်ခဲ့မယ်ဆိုပြီးတော့ဆက်သွားโอเค အတံမထွက်တော့ပါဘူးသူဆိုရင်တော့အတံမထွက်တော့ပါဘူးတက်လာတက်လာတက်မလဲအမ်အမမင်းမီးဖြစ်သွားရင်ဒါဒီဒီနေရာကတော့ အဲကျွန်တော်တောင်ထိပ်ကိုရောက်ခံဒီဥနုလွေမြင်ဆိုတာဒီပုံဝါတောင်ပိုင်းကိုမရှိတယ်ပေါ့နော်ဆိုတော့ဥနုကအရင်တုန်းကအဲဒူဝင်ကြီးချုပ်ဖြစ်စဉ်ကာလတုန်းကဒီမာလာပြီးတော့ဒီတောင်ပေါ်မှာလာပြီးတော့အလုံးအားလက်တဲ့အချိန်ကြီးပြီးတော့အလုံးများတဲ့အချိန်အလုံးတိတ်မများတဲ့အချိန်ကြီးမှာသူကတရားလာပြီးအားထုတ်တယ်လို့ဒါသိရတယ်ပေါ့နော်အဲအဲ့ဒီမှာလဲဥနုဇယက်ဆိုတော့ဥနုတည်ခဲ့တဲ့ဥနုဇယက်ဆိုတော့ဇယက်ဆောင်တစ်ခုရှိရပေါ့နော် ဆိုတော့လွင်ပြင်ကြီးတစ်ခုလုံးပေါ့နော်အဲလွင်ပြင်ကြီးတစ်ခုအနေနဲ့အဲ့ပုံမှာတော့ရှိနေတာပေါ့ဆိုတော့ဒါကျွန်တော်အဲ့နေရာကိုရောက်ခံပြီးအချိန်ဖြစ်ပါတယ် ခဲ့ပါပြီတကယ်ရောက်ပြီမရောက်ချင်သေးဘူးလားမရောက်ချင်သေးဘူးလား नाले नेत्री जाना ဒါကတော့ဘူပန်းတောင်မကြီးတောင်ပေါ်မှာရှိနေတဲ့မြောက်တွေကိုဒါအမတ်တမတ်တွေနဲ့ဒါရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဆိုတော့များသောအားဖြင့်တောင်မကြီးပေါ်မှာမြောက်တရားတိတ်ပြီးတော့မရှိပါဘူး။အမ်ဘူပန်းတောင်ကလပ်လေးမှာပဲမြောက်တရားရှိတာများပါတယ်။ဟုတ်ဆိုတော့အစာရှာဒီတော်တဲ့တောင်ထဲမှာတော့အစာရှာနည်းနည်းခက်တယ်ထင်ပါတယ်။ဟိုဘက်မှာတော့ဖျားဘူးတွေခကြီးတော်တွေကရမ်းကျွေးတာများတဲ့အတွက်ဟိုဘက်မှာတော့သူတို့တို့ပို့ပြီးတော့အဆင်ပြေပါပါ။ ။ဒီဥစ္စာကတော့ဒါကျွန်တော်တို့တောင်ပေါ်မှာကျွေးတဲ့အဲနေလေစာဖြစ်ပါတယ်။ကျွန်တော်တို့နေလေစာစားပြီးတော့ခုနကတော့အဲကျွန်တော်တို့တဲတဲ့နေရာကခဏနေလေစာစားတဲ့နေရာကတောင်ထိပ်တော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့တောင်ထိပ်ကတခြားတနေရာရှိသေးတယ်။အဲအဲ့ဒီနေရာကိုကျွန်တော်တို့ဆက်သွားဖို့အတွက်စီစဉ်နေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲဇာတိဝတ္ထုကြောင့်တော့၎င်းအဲကျွန်တော်တို့တခြားမမြင်နိုင်တဲ့တခြားကိစ္စအများများသောကြောင့်တော့၎င်းပေါ့နော်။ဒါကျွန်တော်တို့ အဆုံးအထိမသွားဘဲနဲ့ကျွန်တော်လှည့်ပြန်ခဲ့တာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတော့ကျွန်တော်တို့ပုံပါတောင်မာကြီးပေါ်ကနေပြီးတော့ပြန်ဆင်းတဲ့ဗီဒီယိုကိုအသေးစိတ်ထပ်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။